Ooh. <laughs> ုံမုတ်တကြားနဲ့စားရောနောထဲကိုဝက်စီနဲ့ရင်းနှီးထည့်ပြီးတော့မှတန်နိုင်နှမနှံ့သွားအောင်နှစ်မိနစ်ခန့်ရောနောပြီးပါမယ်ရှင်နံဒီဆိုရင်ပကံလေးနဲ့ဖုံ15မိနစ်ခန့်နှက်ထားမယ်။နှက်ပြီးရင်တော့5မိနစ်ခန့်တိတိကျကျဖြည့်နေပေးပါမယ်ရှင်။ ုတ်တားလေးဒီလိုညှက်ဤတွားပြီးဆိုရင်မဟုတ်လုံးမဲ့ပြင်ကြီးလေးကိုစီတော့မုတ်သားလေးတွေကိုညင်ညာတဲ့အပိုင်း၈ပိုင်းဖြန့် ရှစ်ပိုင်းလုံးကို စီလီတုပ်လင်းပေးပါမယ်ရှင်။မုံလုံးဖို့ပြပြရှိရှိလေးဖြစ်အောင်လိမ့်တဲ့အခါလွယ်အောင်လို့ဒီလိုလေးလုပ်ပေးပြီးရင်ပလတ်စတစ်လေးနဲ့ဖုံပြီးတော့မှ 15မိနစ်ခန့်ထားမယ်။ပြင်ညီလေးကိုစီပြန်တော့မုတ်သားကိုအလျားဆက်လက်မှာ အနံလေးလက်မှာခန့်အပြားလေးဖြစ်အောင်လုပ်ပြီးမယ်။ထူတဲ့နေရာတွေကမုတ်ကျက်တဲ့အခါမှာပျော်စစ်စစ်သုံးခဲလေးတွေဖြစ်တတ်တဲ့အတွက်နေရာလွတ်မကျန်ညင်ညင်ညံ့ညာပါပြထားဖို့လိုပါတယ်ရှင်။ ဝက်စီလေးဖြန့်တုပ်ထာပနာရဲ့ရှစ်ပုံတပုံခန့်ကိုဒီလိုလေးဖြန့်ပေးမယ်အနာလေးတွေပိုပြောင်းအောင်လို့ဖိဖျားပေးမယ်။ အနားသုံးဖက်ကိုခေါက်ဖုံးပြီးပြီဆိုရင်ဒီလိုကြစ်ကြစ်တေးတေးလေးလိပ်ပြီးတော့ပါမယ်ရှင် လေးလေးကိုထောင်ပြီးတော့မှမပေါက်ထွက်တော့အောင်ခပ်ဖွားဝလေးဖိဖျားပေးမယ်။ခုဆိုရင်တော့မုတ်လေးတွေကြော်ဖို့အသင့်ဖြစ်ပါပြီ။စီအေးသေးကို ။ဦးမကျအောင်ထက်မီးအေးနဲ့အဖုံဖုံကြီးကြော်မယ်။အဖေကဒီလိုအနေငယ်အယောင်ပြောင်းပြီဆိုရင်တော့လှန်ပေးပါမယ်ရှင်။ ဖုံးပြန်ဖုံးထားပါမယ်နောက်တစ်ဖက်လည်းအယောင်ပြောင်းပြီးဆိုရင်လှန်ပေးမယ် ဟိုဘက်ဒီဘက်ကိုလိုတလိုလမ်းကျော်ပြီးပြီးတဲ့နောက်နှစ်ဖက်လုံးဒီလိုအယောင်ရင်းရင်းလေးပြောင်းပြီဆိုရင်တော့မုတ်လီကျက်ပြီးမို့စစ်စစ်ဆဲထုတ်လို့ရပါပြီရှင်ကျန်တဲ့အိုးကတော့စီပူလေးအနေငယ်ရောတော့အောင်ခဏထားပြီးမှထည့်ကျော်ပြီးပါမယ်။